့ဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုကာကွယ်ဖို့အတွက်ပြည်သူလူ့ကိုကာကွယ်ဖို့အတွက်ပြည်သူကာကွယ်ရေးတပ်မတော်ဆိုတာကျွန်တော်တည်ထောင်တာဖြစ်တယ်။အဲဒါဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုကာကွယ်နိုင်ဖို့အတွက်အစဉ်တစိုက်ကျွန်တော်တို့ဥတည်ဆောင်ရွက်သွားမှာဖြစ်တယ်။နောက်တစ်ခုကပြည်သူလူထုရဲ့အချုပ်အခြာအာဏာပြည်သူလက်ထယ်ကိုပြန်ရောက်ဖို့အတွက်ကျွန်တော်တို့စ조사ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ပြည်သူလူအာကိုတပ်မတော်တရားဖြစ်အောင်ကျွန်တော်တို့조사ဆောင်ရွက်သွားမယ်။ဒီလို조사ဆောင်ရွက်တဲ့အခါမှာ COC နဲ့ရကိုကျွန်တော်တို့အာ အတက်နိုင်ဆုံးလေဆာလိုက်နာအောင်ကျွန်တော်ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်တယ်။တဲ့ချက်ကတော့ဟိုချက်ရော့ကွန်မန်အဲဒီအစင်စင်ကိုကဲမှုဝင်အောင်ကျွန်တော်တို့လိုက်နာဆောင်ရွက်သွားအောင်ကျွန်တော်တို့တိဆောက်သွားမှာဖြစ်တယ်။နောက်တစ်ခုကတော့အကုတ်ရော့ကွန်တက်ပေါ့နိုင်ငံတကာမှာရှိတဲ့နိုင်ငံတကာဥပဒေများနဲ့အညီကျွန်တော်တို့တက်ကိုပြင်ဆင်တိဆောက်သွားဖို့ဖြစ်မယ်။ဒါကကျွန်တော်တို့တီထောင်တဲ့တက်က ဒီမိုကရေစီနဲ့လူခွင့်ရေးကိုအကာအကွယ်ပေးတဲ့တက်ဖြစ်တဲ့တနည်းအားဖြင့်ပြည်သူလူထုရဲ့အချုပ်အခြာအာဏာကိုပြည်သူလက်ထက်ပြင်ရအောင်ကျွန်တော်တို့စူးစမ်းဆောင်ရွက်နေတာဖြစ်တယ်ဒီပုံမှာကျွန်တော်တို့ရဲ့တက်မတော်သားများဟာလူခွင့်ရေးနဲ့ဒီမိုကရေစီအရေးကိုလေးစားလိုက်နာတဲ့တက်တရဖြစ်အောင်ကျွန်တော်တို့တိဆောက်သွားမှာဖြစ်တယ်ပြည်သူကဝေးတက်တဲ့အနေနဲ့ကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်တဲ့အခါကျွန်တော်တို့ဒီကျင့်ဝတ် ီမင်းစည်းကမ်းတွေရိုင်းနာမဲ့စံချိန်တွေစံညုံးတွေဒီအရုပ်ကျွန်တော်တို့ဒေတာလေးချမှတ်တယ်ချမှတ်နေပြီးတော့ကျွန်တော်တို့စောင့်ရနေပါတယ်ကျွန်တော်စစ်တင်တန်းမှာကျွန်တော်ဆရာကြီးပြောတာရှိတယ်တော်လင်းရဲ့လက္ခဏာ၄ချက်ပေါ့ဒီခါမှာဒီအရာတွေကိုကျွန်တော်တို့ဒေတာလေးလေ့လာတယ်နိုင်ငံကြီးအတွက်နိုင်ငံတစ်ခုကိုစနစ်အစားထိုးစနစ်တစ်ခုကိုစားထိုးတက်မတော်တစ်ခုကိုအဲကျွန်တော်တို့ဘယ်လိုတိဆောက်မလဲဒီခါမှာကျွန်တော်တို့နနက်ကင်တော်လန်တိုက်ပွဲဝင်နေခြင်းတသက်မဟုတ်ဘူးဒီလိုမျိုးကျွန်တော်တိုက်ပွဲဝင်နေတဲ့ ျွန်တော်တက်ကိုတိဆောက်တယ်ဂျပန်စစ်ကောင်စီတက်ပြိုလဲသွားတဲ့အခါမှာတောင်အစားတို့တောင်ဝင်ထမ်းဆောင်မဲ့ပြည်သူ့ကော်မတီတက်မလို့ဒီတက်အတွက်အဲကျွန်တော်တို့စီစနစ်ရှိတဲ့ကျင့်ဝတ်တိုက်ခါရှိတဲ့တက်တစ်ခုဖြစ်ဖို့လိုတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့အဲနန်းနက်ကိုင်နေဆိုတာမရထောင်သားသမီးတွေရိုက်ပေါင်းဆုံးအလှပေါင်းဆုံးတွေဝင်လာကြတာဖြစ်ပါတယ်ဒီခါမှာကျွန်တော်တို့မကြိုက်တဲ့အကြမ်းဖက်စစ်ကောင်စီတက်ရဲ့ပုံစံမျိုးဒီတက်တွေကပြုမှုကြီးလို့မရပါဘူး ဒီခါမှဆိုကျွန်တော်ပြည်သူလူထုကနှစ်ခါနာပါဘူးဒီလိုမဖြစ်အောင်လို့ကျွန်တော်စပြီးစစ်တနေစပြီးလောက်ခရဲကစစ်စီကန်းကိုတတမမနဲ့ကျွန်တော်တို့တိုင်းနာအောင်လုပ်တယ်တင် जा ပေးတယ်နောက်ပြီးစစ်သားတယောက်ဖြစ်ပြီဆိုရင်လည်းစစ်တပ်တော်ကျင့်ဝတ်တွေဒါဒီယာတွေကိုလည်းတင်းနေကြက်ကြက်နဲ့လှုပ်ထားတယ်စကန်းသူလည်းစကန်းစီကန်းရှည်တန်းသူလည်းရှည်တန်းစီကန်းရာရာဝယူနီဖောင်းဝင်လည်းယူနီဖောင်းစီကန်းတနက်စီကန်းစသဖြင့်ကျွန်တော်တို့တတမမကျွန်တော်တို့လုပ်ပြီးတော့နာကက်ဖက်ဒရယ်တပ်မတော်တယောက်ကို ီဆောက်လျက်ရှိပါတယ်ဒါကတော့အချမ်းမဲ့စစ်ကောင်စီကျွလို့နေတဲ့အဲစစ်ရာဇဝမှုတွေကိုကျွန်တော်ကတင်ခမ်းလာယူပြီးတော့ကျွန်တော်လက်ထက်မှာကျွန်တော်တိဆောက်တဲ့တပ်မတော်ကဒီလိုမျိုးမဖြစ်အောင်လို့အဲကျွန်တော်ဆောင်ရွက်နေပါတယ်ဒါလေးကိုလည်းပြည်သူလူထုနဲ့နိုင်ငံတကာကိုအဲဒင်းစကားပါခြင်းပါတယ်စစ်တပ်တော်ကျင့်ဝေရှိတဲ့စစ်စည်းကမ်းလိုက်နာတဲ့နာကက်ဖက်ဒရယ်တပ်မတော်အတက်ကိုတိဆောက်လျက်ရှိကြောင်းကိုဒင်းစကားပါလို့ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ရှိပါတယ်